င်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့အမှုမူပါရှင်။2029ခုနှစ်မှာ KMTO ဌာနချုပ်ကိုတင်ညာဟောင်းဖြစ်တဲ့အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KMTO ဘိုချုပ်စောရှိလေကညွှန်ကြားလိုက်ပါတယ်။မေလာမျိုးနဲ့ရိုးမဖြတ်ကျော်လမ်းမှာပြူစောကြီးနှုတ်အရှင်ဖမ်းမိခဲ့ပေမဲ့ထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာတည်ဆုံခဲ့ပါတယ်။ စစ်ကောင်စီနဲ့ KNU တမဟာငါအကြမှာဧပြီလတိုက်ပွဲပေါင်း140နီးပါးဖြစ်ပွားခဲ့ပါတယ်။ကတားချောင်းမှာ CDM ကျောင်းဆရာတဦးတေဆုံးခဲ့ရပါတယ်။အပူတန်းနဲ့မိုးတက်လေပြင်းတတိပြုဖို့ NUG ကအတိပေးလိုက်ပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ င်ရမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO အနေနဲ့လာမယ့်2029ခုနှစ်မှာ KMDO ဌာနချုပ်ကိုတင်ရဟောင်းဖြစ်တဲ့ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KMDO စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောရွှီလေကညွှန်ကြားလိုက်ကြောင်း KMDO တရားဝင်တည်ထဲမှာသတင်းထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO ကကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအနက်မှာတစ်ခုဖြစ်ပြီးကင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN လေးမပေါ်ပေါက်နေကြတဲ့ကတရှိခဲ့တာပါ KMDO က KNU ရဲ့လက်နက်ကိုင်အဖွဲ့အဖြစ်1948ခုနှစ်မှာ1949ခုနှစ်အထိဂျပန်အစိုးရနဲ့လွတ်လပ်ရေးခေတ်ဦးမြန်မာအစိုးရတို့ကိုစန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း KMDO ရဲ့ဌာနချုပ်ဟောင်းကရန်ကုန်တိုင်းအင်းစိန်မှာအခြေစိုက်ခဲ့ကြောင်းလဲဆိုပါတယ် မြတ်မောက်ကာလာမှာ KMDO စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောရွှီလေကလာမယ့်2029ခုနှစ်မှာကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO ရဲ့ဌာနချုပ်ကတချိန်ကတီနီယာဟောင်းဖြစ်တဲ့အင်းစိန်မှာအစ်စ်တဖန်ပြန်လည်တည်ဆောက်မယ်လို့ KMDO တပ်မှုကိုညွန်ကြားချက်ပေးထားကြောင်းသိရပါတယ်။ KMDO စစ်ဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွန်ကြားချက်ကအတည်ဖြစ်တဲ့မန်ကန်နယ်ဆိုတာ KMDO ဘက်ကအတည်ပြုပါတယ်လို့ ကရင် တော်လန်ရေးတည်အရင်မြစ်ကပြောပါရရှင်။နောက်ထပ်တည်တဲ့ပုံအနေနဲ့ဘကိုးတိုင်းကာယာဝရီခရိုင်မင်းလာမြို့နယ်ရိုးမဖြတ်ကျော်လမ်းပေါ်မှာပြူစောတိနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီးစစ်စေးနေစင်မှာထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာနှစ်ဦးစလုံးတည်ဆုံသွားကြောင်းကာယာဝရီခရိုင်တက်ရင်383ညနဲ့တာဝန်ရှိသူတို့ကပြောပါရယ်။မေလ၄ရက်နေ့မွန်းလယ်၁၂နာရီအချိန်မှာမင်းလာမြို့နယ်စိန်ကန့်လန့် မြို့ချောင်းရိုးမဖြတ်ကျော်လန်ပြင်ကရိုခင်ကျေးရွာအနီးမှာဖောကန်းနဲ့လာရောက်တဲ့မင်းလာမြို့နဲ့ရွှေကုန်းအုပ်စုပန်ပွေးကုန်းကျေးရွာမှာစစ်တပ်လက်အောက်ခံပြူစောတီညှင့်စော်နဲ့ဒေါ်ယူဘီတို့ကိုအရှင်ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုဖမ်းဆီးရရှိခဲ့ပြီးစစ်ဆေးနေစီမှာစစ်တပ်စစ်ကြောင်းတက်လာတဲ့တည်င်းကြောင့်တော်လိုင်းရေးတက်ဖွဲ့တွေကပြန်လဲတိုက်ခိုက်ဖို့ပြင်ဆင်နေခဲ့တာပါအဲ့လိုပြင်ဆင်နေချိန်မှာပြူစောတီညှင့်စော်နဲ့ ဒေါ်ယူဘီတို့ကထွက်ပြေးသွားတာကြောင့်လိုက်လံပစ်ခတ်ရမှာနှစ်ဦးစလုံးကြည်ထီမှန်တေဆုံးသွားကြောင်းသူတို့ထံမှဖော်ကားတစီစစ်ကောက်စီတပ်သားတွေနဲ့ဆက်သွယ်ပြောဆိုတဲ့မိုဘိုင်းဖုန်းတစ်လုံးလက်စွပ်တစ်ခွင်းနဲ့ငကတ်တရံတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။တေဆုံးသွားတဲ့ပြူစောချီမြင့်စော်နဲ့ဒေါ်ယူဘီကစစ်သားတွေထံကိုမမှန်မကန်သတင်းပေးကပြည်သူတွေကိုဖမ်းဆီးခိုင်းခြင်း စစ်ဆောင်ပြည်သူတွေစိုက်ပျိုးထားတဲ့တင်းနံတွေအပြင်နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းကာမတရားဖျက်ဆီးရယူခြင်းစစ်ကောင်စီတပ်သားတွေရိတ်ခါထောက်ပံ့ပေးခြင်းစစ်သားတွေကိုရုံးမပေါ်တွာလာရေးအတွက်ဖောကားတွေနဲ့အကြိုပုတ်လှုပ်ဆောင်ပေးခြင်းတို့ကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပြင်တော်လန်ရေးကြောက်ဖွဲ့တွေရဲ့အထက်လက်နဲ့စခန်းတည်နေရာတွေကိုစစ်သားတွေထံကိုတည်င်းပေးပို့တာပြုလုပ်နေတာကြောင့်ဖန်ဆီးခဲ့ကြောင်း ဲ့လိုမလုံဆောင်ရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအကြိမ်ကြိမ်ဖုံးဆက်တတိပေးတားမြစ်ခဲ့ပေမဲ့လိုက်နာခြင်းမရှိခဲ့ဘူးလို့လည်းဆိုပါတယ်ရှင်ဆက်လက်ပြီးစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာငါအကြမ်းမှဧပြီလအတွင်းတိုက်ပွဲ136ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုကမေလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲတွေဟာ KNU တပ်မဟာငါလှုပ်ရှားတဲ့ကရင်ပြည်နယ်ဖပွန်ခရိုင်မှာဖြစ်ပွားခဲ့တာပါစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ခုနှစ်ကြိမ်ပြစ်ခတ်ပြီးလေချောင်းကနေဘုံဆက်လေးလုံးကျဲချတိုက်ခိုက်တာကြောင့်အယက်သား2ဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဘုံမူ2ဦးအပါအဝင်39ဦးသေဆုံးပြီးနောက်ထပ်55ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ကဆိုပါတယ်။ခရီးမျိုးသားအစီယုံ KNU ပြောခွင့်ရဘဒိုစောတော်ညီက KNU ထိုင်းချုပ်နယ်မြေအတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းပြောပါရရှင်။ ောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းကတာချောင်းမှာထောင်ဒဏ်15နှစ်ချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားကိုဟိန်းမင်းသူခေါ်အာနို33နှစ်စေဝါလုံလောက်စွာမရရှိတာကြောင့်ဧပြီလ26ရက်နေ့မှာတည်ဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ကိုဟိန်းမင်းသူကအင်းတော်မျိုးက CDM ကြောင်းစီယာတအုပ်ဖြစ်ပြီး2023ခုနှစ်ဇွန်လ9ရက်မှာဖမ်းဆီးခံရတာပုံမှန်50ညား 52က52ခါရုနဲ့တရားစွဲကထောင်ဒဏ်ချမှတ်ခံရသူလည်းဖြစ်ပါတယ်။ PPMM ကိုတိုက်ထွန်းကတော်လရင်မှာပါဝင်နေစဉ်ဖမ်းဆီးခံရတာပါ။ထောင်ကိုရောက်ပြီးတနစ်ကျော်အကြာလောက်မှာအတက်ရောဂါနဲ့တတိလစ်မြင့်မျိုးတယ်လို့ဆိုတဲ့အခြေအနေမျိုးဖြစ်တယ်။ငကိုမူလာကယောဂအခန်းရှိမရှိဆိုတာနဲ့သူ့နာရီမိသားစုဝင်တွေတိမတိဆိုတာကျွန်တော်တို့ဆက်ပြီးစုံစမ်းရမှာပါလို့သူကပြောပါတယ်။ 2024ခုနှစ်အတွင်းအကျဉ်းဆောင်အသီးသီးမှာစစ်မှန်ရေးဆောက်ရှောက်မှုလုံလောက်စွာမရတဲ့အတွက်တည်ဆောင်းခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအနည်းဆုံး22ဦးအထိရှိပြီး2025ခုနှစ်အတွင်းမှာစစ်မှန်ရေးဆောက်ရှောက်မှုမရ၍တည်ဆောင်းခဲ့ရတဲ့အကျဉ်းသားတွေရှိသလိုလူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ရှိနေကြောင်း PPNM ကဆိုပါတယ်ရှင်ဒီကနေ့ညခင်းရဲ့နောက်ဆုံးသတင်းဒီပုံအနေနဲ့မြန်မာနိုင်ငံဒေသအများစုမှာနေပူချိန်တွင် ြန်လည်မြင့်တက်လာနိုင်ပြီးလေပြင်းတိုက်ခတ်မှုနဲ့မိုးကြီးမဲ့အန္တရာယ်တတိပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကထုတ်ပြန်ထားပါတယ်မေလ9ရက်နေ့မှာမေလ17ရက်နေ့အတွင်းရာသီဥတုခန့်မှန်းချက်ကိုယနေ့မေလ9ရက်နေ့ထုတ်ပြန်ရမှာအပူတန်းလေပြင်းနဲ့မိုးကြီးမဲ့တတိပေးချက်တွေကိုထုတ်ပြန်ထားတာလည်းဖြစ်ပါတယ် နေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေဝရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်တို့မှာနေပူချိန်များပုံမိုမြင့်တက်နိုင်တယ်လို့လည်းသိပေးထားပါတယ်။ငလင်ဘေးတင့်မန္တလေးတိုင်းအပါဝင်အလဲပိုင်းဒေသတွေရဲ့ဧပြီလအနောက်ပိုင်းကနေပူချိန်တွေမြင့်တက်ခဲ့ပြီး heat stroke အပူရှက်လက္ခဏာကြောင့်လူသေဆုံးမှုတချို့ရှိခဲ့ပါတယ်။ အပူချိန်ညစ်မှာနိုင်သလိုဒေသအများပြားမှာမိုးရွာသွန်းနိုင်ပြီးမိုးလဲနဲ့ညပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်တာမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးကျွေကြတာမျက်စစ်လက်တာနဲ့မိုးကြိုးပစ်ခြင်းစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကအသိပေးထားပါတယ်။ပြီးခဲ့တဲ့ April ကမန္တလေးအပါဝင်းငလင်ဘေးတဲ့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့ပါတယ်။ မလင်ဖေးတဲ့ပြည်သူတွေအတွက်အခက်ခဲတွေကြုံတွေ့ခဲ့ရပြီးကြံ့ခိုင်မှုမကောင်းတဲ့တိုက်အိမ်တို့လည်းပြိုကျပျက်စီးခဲ့ရပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်တို့မှာလည်းရေဘေးတွေကြုံခဲ့ရပါတယ်ရှင်။ရန်ကုန်မြို့အတွင်းမှာဧပြီလ30ရက်နေ့နှစ်နှစ်ပိုင်းကစပြီးမြို့နယ်အများစုနေရာကွက်မိုးကောင်းခဲ့ပြီးကမာယိုလိုင်းရန်ကုန်တာမွေအပါဝင်ဒေါင်းတောင်းမြို့နယ်တွေမှာမိုးသည်ထန်ခဲ့ပါတယ်။မေလ၄ရက်နေ့ကလည်း မန္တလေးပြည်ဦးလင်နေဆက်နေရာတွေမှာမိုးကြီးပြီးတဲ့နောက်ဆယ်တော်လေးဆယ်ရီနဲ့ဒုတ်ထဝရီမြည့်ရရှံပြီးကြေးရွာတချို့ရေဝက်ကရေဘေးကြုံခဲရပါတယ်ရှင်ဒီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်